မင်္ဂလာပါဒီနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ဝင်ယူတင်ဆက်ပြတော့မှာဖြစ်ပါတယ် American Japan နှစ်နိုင်ငံကြားမြေရှားနဲ့ကုန်သွယ်ရေးစာချုပ်တွေချုပ်ဆိုနိုင်ခဲ့တဲ့သတင်း Trump ကတတိယတတန်းထမ်းဆောင်နိုင်ခြင်းအလားအလာကို မပယ်ချသွားတဲ့သတင်းနဲ့ကင်မရွန်နိုင်ငံမှာကမ္ဘာအသက်ကြီးဆုံးသမ္မတရဲ့ရှစ်ကြိမ်ဆက်ရွေးကောက်ပွဲအနိုင်ရမှုတည်င်းတွေပဲဖြစ်ပါရီ ပထမဆုံးတင်ဆက်ပေးမှာကတော့ American သမ္မတ Donald Trump ဟာဂျပန်ဝန်ကြီးချုပ်တဲ့ Sana Aetaka Ichi နဲ့တိုကျိုမြို့မှာတွေ့ဆုံပြီးမြေရှားနဲ့ကုန်သွယ်ရေးသဘောတူစာချုပ်တွေချုပ်ဆိုနိုင်ခဲ့ပါတယ်အင်းနောက်အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သူကသမ္မတ Trump ကို Nobel ငြိမ်းချမ်းရေးဆုတောင်းအမည်စင်းတင်သွင်းသွားမယ်လို့ပြောကြားခဲ့တဲ့အကြောင်းသိရပါတယ် အော်တိုဘာလ28ရက်နေ့တွေ့ဆုံမှုတွင်မြေရှားတပ်ထုအပါအဝင်အရေးပါတဲ့တင်ရန်စာတထောက်ပံ့ရေးဆိုင်ရာဘူပေါင်းသဘောတူညီချက်ကိုအဲ့ဒီကောင်းဆောင်နှစ်ဦးကလက်မှတ်ရေးထိုးခဲ့ကြတာပါဒါနှစ်နိုင်ငံကြားမဟာမိတ်ဆက်ဆံရေးအတွက်ရွှေရောင်ခေတ်တစ်ကိုဖော်ဆောင်လိုက်တာဖြစ်တယ်လို့လည်းကောင်းဆောင်နှစ်ဦးစလုံးကပြောကြားသွားပါတယ် ဂျပန်မှာပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာခဲ့တဲ့တာကတ်အီချီကိုထရမ့်ဘက်ကချီးကျူးပြောဆိုသွားခဲ့တယ်လို့ထူးချွန်တဲ့ခေါင်းဆောင်ဖြစ်တယ်လို့လည်းသုံးနှုန်းခဲ့ပါတယ်။ဂျပန်ရဲ့စီရေးအသုံးစိတ်တိုးမြင့်သွားမဲ့အစီအစဉ်တရက်ကိုပါအရှိန်မြင့်လှုပ်ဆောင်မယ်ဆိုပြီးတာကတ်အီချီဘက်ကကတိပြုခဲ့ပါတယ်။ဒါပြင်ဒီခေါင်းဆောင်နှစ်ဦးကတိုချိုနီယိုကိုဆူကာမြို့မှာရှိတဲ့ American ရေတပ်အခြေစိုက်စခန်းတစ်ခုကိုပါတွားရောက်လဲပတ်ခဲ့ပါတယ်။ ဂျပန်ခီးစဉ်ပြီးသွားတဲ့အခါမှာတောင်ကိုရီးယားနိုင်ငံကိုထရန့်ကဆက်လက်ထောက်ခါသွားမှာဖြစ်ပြီးအဲ့ဒီမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေပါတယ် Madam Prime Minister, please say a few words. 今、我々はかつてないほど厳しい安全保障環境に直面しています。平和は言葉だけではなく、確固たる決意と行動によってこそ守られます。 နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ American သမ္မတ Trump ကတတိယသက်တမ်းထမ်းဆောင်ဖို့ဆိုတဲ့ဖြစ်နိုင်ခြေကိုမပယ်ချသွားတဲ့အပြင်လို့ရမှာသဘောကျတယ်လို့ပါမှတ်ချက်ပေးသွားခဲ့ပါတယ် I would I would I would love to do it. it. I have my best numbers ever. It's very terrible. I have my best numbers. Uh, if you read if you read it, am I not ruling it out? You'll have to tell me. All I can tell you is that we have a great a great group of people, which they don't. ဒါပေမဲ့လည်း2028ခုနှစ်ရွေးကောက်ပွဲမှာဒုသမရလောင်းဖြစ်ဝင်ပြိုင်ပြီးအခြေခံဥပဒေဟာကွက်အရအသုံးချကာသမရပြန်လုံမဲ့အစီအစဉ်ကိုတော့ထရမ့်ဘက်ကပယ်ချခဲ့ပါရီ American အခြေခံဥပဒေဖြည့်ဆွက်ချက်ပုံမှ22ရာသမရတူဦးဟာတတိယတတန်းတွက်ထပ်ပြီးဝင်ပြိုင်ခွင့်မရှိပါဘူးဒါပေမဲ့လည်းဒုတိယသမရအဖြစ်တော့နောက်တစ်ကြိမ်ရွေးကောက်ခံနိုင်ပါရီဒါဟာထရမ့်နဲ့တူ သမရနေရအရွေးခံမဲ့သူယာဒူးနှုတ်ထွက်ပြီးချိန်မှာဒုသမရနေရကနေသမရနေရကိုတက်လမ်းမဲ့နီလန်တစ်ခုလည်းဖြစ်ပါရယ်အဲ့ဒီအဆီဇင်ဟာတိတ်ညံများလွန်းနေမှန်တယ်လို့လည်းမထင်ပါဘူးဆိုပြီးထရမ့်ကအာရှခီးစဉ်တွင်သတင်းတော်တွေကို ပြောတော့ပါရယ်အဲ့ဒီအကြံဉာဏ်ကိုပြည်သူတွေဘက်ကကြိုက်မယ်မထင်ဘူးလို့လည်းဖြည့်ဆွက်ပြောပါရယ်။ဘယ်နည်းလဲနဲ့ထက်ရွေးခံမလဲဆိုတာကိုမသိရသေးပေမဲ့ထရမ့်ရဲ့မဟာဗျူဟာမှူးဟောင်းစတီဗ်ဘန်နွန်ကတော့ နောက်ထပ်တက်တန်းထမ်းဆောင်မှု သူ့မှာအစီအစဉ်ရှိပြီးသားဖြစ်တဲ့အကြောင်းပြန်ပြောပြပါရစ်။ဒါပြင်လက်ရှိဒုသမ္မတ JD Vance နဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Marco Rubio တို့ကိုပါသူ့နေရာဆက်ခံနိုင်ခြေရှိသူတွေအဖြစ် Trump ကနာမည်တက်ပြီးပြောကြားခဲ့ပါရစ်။အခုလိုမျိုးအခြေခံဥပဒေကိုပြင်ဆင်နိုင်ဖို့ကလွတ်တော်နေ့ရက်စလုံးရဲ့၃ပုံ၂ပုံနဲ့အတူပြည်ထောင်ပေါင်း38ခုရဲ့အတီးပြည့်ကျက်လိုအပ်တဲ့လျောက်ဖြစ်နိုင်ခြေအလွန်နှဲပါတယ်ဆိုပြီး ုံးသက်ထားကြပါရစေ Thank you very much everyone Thank you Going to go down as one of the great prime ministers you watch Thank you ဆလတ်တင်ဆက်ပေးမှာကတော့အသက်62နှစ်အရွယ်ကင်မရွန်သမ္မတဟာအငင်းပွားပွဲရာရွေးကောက်ပွဲမှာဆက်လက်အနိုင်ရခဲ့ပြီးနောက်ရှစ်ကြိမ်မြောက်တပ်တန်းကိုထမ်းဆောင်ရတော့မှာဖြစ်ပါတယ် ကဘာတကြီးဆုံးသော နိုင်ငံတော်အကြီးအကဲဖြစ်သူပေါ်ဘီယာဟာမဲရလက်53.8ရာခိုင်နှုန်းနဲ့အနိုင်ရခဲ့တာဖြစ်တယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီရဲ့အတည်ပြုချက်အရသိရပါတယ်။အိမ်နောက်အတိုက်ခံကောင်းဆောင်အီဆာချီရိုမာဘာဂရီဘက်က ဒီရွေးကောက်ပွဲကိုသူအနိုင်ရတဲ့အကြောင်းပြောဆိုထားပြီးမဲ့လဲမဲ35ဒသမ200ကိုင်နှုန်းသာရရှိခဲ့တာတွေ့ရပါတယ်။ဒါချီရိုမာဘာဂါရီရဲ့ရွေးကောက်ပွဲအနိုင်ရလက်ကိုအာနာယ CPDN ပါတီကမဲမသမာမှုတွေနဲ့အတူခိုးယူခဲ့တာကြောင့်ဖြစ်တယ်ဆိုပြီးဆွဆွဲထားပါတယ်။ကင်မရွန်ပြည်သူ့ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီ CPDN ဘက်ကဒါကိုပယ်ချခဲ့တဲ့လျောက်နှစ်ဖက်ထောက်ခံသူတွေကြားတင်းမာမှုမြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်မဲလူသေးဆုံးမှုရှိခဲ့တဲ့ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပြီးဒူအလာစီးပွားရေးမြို့တော်မှာဆိုရင်အ ਨੇ ဆုံးလူလေးဦးသေဆုံးခဲ့ရပါတယ်ကင်မရွန်မြို့တော်ယွန်အွန်ဒီမှာလည်းအခြေအနေတွေတင်းမာနေတဲ့အလျောက်ပုတ်ကလီကနဲ့အစိုးရဝန်ထမ်းအများစုဟာအိမ်ထဲမှာသာနေနေရတယ်လို့စတိုးဆိုင်တွေနဲ့စာတင်ကြောင်းအလုံးကြီးပါလဲပိတ်ထားခဲ့ရပါတယ်လက်ရှိသမရဘီယောကတော့ သူ့အပေါ်နောက်တစ်ကြိမ်ယုံကြည်ပေးခဲ့ကြတဲ့မဲဆန္ဒရှင်တွေကိုကျေးဇူးတင်တဲ့အကြောင်းပြောထားပါတယ်။1982ခုနှစ်တည်းကအာဏာရလာခဲ့တဲ့ပြည်အကူလူမြင်ကွင်းမှာတိတ်မြင်ရလေမရှိဘဲအာဖရိက ပြည်ပမှာနေထိုင်လေရှိသူဖြစ်တာလူသိများကြပါတယ်။အခုလိုမျိုးကာလကြာရှည်ပျောက်နေတတ်တာနဲ့အသက်အရွယ်ကြီးရင်မှုတွေကြောင့်သမရကွယ်လွန်သွားပြီဆိုတဲ့ကောလာဟလရီလေအချိန်ချင်းထွက်ပေါ်ခဲ့ဘူးပါတယ်။ အော်တိုဘာလ7နှစ်နေမှာကျင်းပသွားတဲ့ဒီရွေးကောက်ပွဲအတွင်းသမရယာဒူးတွက်ဆန္ဒမဲပေးသူ စုစုပေါင်း58ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။အဲဒီမှာ BIA ရဲ့မဟာမိတ်ဟောင်းဖြစ်ခဲ့တဲ့ Chiromo Bagari နဲ့ဝင်ကြီးချုပ်ဟောင်း Belobuba Mangari အပါအဝင် ကိုယ်စားလှယ်လောင်း10ဦးထိဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ ယူကရိန်းနိုင်ငံရဲ့ရှေ့တန်းစစ်မျက်နှာအနီးကရပ်သားပြည်သူတွေပေါ်ရုရှားရဲ့ဒရုန်းတိုက်ခိုက်မှုတွေကိုစစ်ရာဇဝတ်မှုမြှောက်တယ်ဆိုပြီးကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုတစ်ခုမှအတည်ပြုထားပါတယ် ဒါအကြောက်တရားဖန်တီးပြီးအယက်သားထောင်ပေါင်းများစွာထွက်ပြေးစေခဲ့တာဖြစ်တဲ့လျောက်လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝမှုဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။လွတ်လပ်သောနိုင်ငံတကာစုံစမ်းစစ်ဆေးကော်မရှင်ရဲ့အစီရင်ခံချက်အရကင်မရာတပ်ဆင်ထားတဲ့ drone တွေဟာအယက်သားပြည်သူတွေနောက်ကိုအဝေးကြီးကနေလိုက်ရင်တိုက်ခိုက်တာမျိုးဖြစ်ကြောင်းရေးသားထားပါတယ်။ ဒါကြောင့်ရုရှားရဲ့ဒရုန်းတိုက်ခိုက်မှုတွေဟာအတင်းအဓမ္မပြောင်းရွှေ့ခြင်းဆိုင်ရာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ညီမျှတယ်ဆိုပြီးထုတ်ပြန်ထားပါရယ်အခုတစ်ပတ်အတွင်းကုလသမဂ္ဂအထွေထွေညီလာခံစီတင်ပြသွားမယ်စာမျက်နှာ18မျက်နှာပါအစီရင်ခံစာမှာလည်းအဲ့ဒီအချက်တွေဖော်ပြထားပါရယ် အဲ့ဒီတွေ့ရှိချက်တွေကထိခိုက်နစ်နာသူတွေနဲ့မျက်မြင်သက်သေတွေစတဲ့သက်ဆိုင်သူ226ဦးနဲ့အင်တာဗျူးတွေအပအဝင် ရာပေါင်းများစွာသောအတီးပြုပြီးသားအွန်လိုင်းဗီဒီယိုတွေကိုအခြေခံထားတာဖြစ်ပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုကြောင့်တချို့ဒေသတွေမှာဆိုရင်လူဦးရေတိတိတတ်တာကြာဆင်းသွားခဲ့သလိုတက်ကြီးရွယ်အိုတွေနဲ့မတန်ဆွမ်းသူတွေသာကြန့်ရှိတော့တယ်လို့လည်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။ လက်ရှိ၄နှစ်ထဲရောက်နေပြီဖြစ်တဲ့ရုရှားယူကရိန်းစစ်ပွဲတွင်အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့အပြန်အလှန်ဆွဆွဲခဲ့ကြသလိုနှစ်ဖက်စလုံးကလည်းညှင်းဆို့ထားကြပါရီဆလတ်တင်ဆက်ပေးမှာကတော့ပြင်သစ်သမရဂရောဘရစ်ဂျက်မက်ခွန်းဟာလိန်ပြောင်းထားသူဖြစ်တယ်လို့မဟုတ်မှန်ဆွဆွဲခဲ့သူ၁၀ဦးကိုပါရီမြို့မှာရုံးတင်စစ်ဆေးနေပြီဖြစ်ပါရီ ဒါဟာသမရကတော်ရဲ့ gender လိင်လက္ခဏာတွေနဲ့ပတ်သက်ပြီးအခြေမြင့်မရှိတဲ့ဆွဆွဲချက်တွေအပါအဝင်သမရမက်ခွန်းနဲ့အသက်24နှစ်ကွာဟတဲ့အပေါ်မလူမုံတာမှတ်ချက်တွေ ဖြန့်ဝေခဲ့မှုအရဆွဲချက်တင်ခံထားရတာပါအော်တိုဘလ29နဲ့28ရက်နေ့တွင်စိုက်ဘာအနိုင်ကျင့်မှုနဲ့ရုံးတင်စစ်ဆေးခံရသူတွေထဲမှာရွေးကောက်ခံအရာရှိတဦးနဲ့တူចောင်းစာတဦးလည်းပါဝင်ခဲ့ပြီးတကယ်လို့အပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့ရင်ထောင်ဒဏ်2နှစ်ထိကြာခံရနိုင်ပါတယ် 2000ခုမှာသမရမခွန်းရဲ့သမရတတန်းတွင် Bridget ဟာလိန်ပြောင်းထသူဖြစ်တဲ့ဆိုတော့ Kola Halari စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးတရားရင်ဆိုင်နေရသူတွေထဲမှာပါဝင်တဲ့နှစ်ဦးဟာသမရကတော်ကိုလိန်ပြောင်းထသူဖြစ်တဲ့ဆိုတော့ဆွဆွဲချက်တွေရအရင်ကလည်းအသေးရဖြစ်မှုနဲ့တရားဆွဲဆိုခံခဲ့ရပူပါတယ်။ American မှာတော့နာမည်ကြီးလက်ရဆုံး Wardy Candace Owen ဟာအလားတူဆွဆွဲချက်မျိုးဖြန့်ဝေခဲ့တဲ့အလျောက် မက်ခွန်မီဒါဇူဘက်ကသူ့ကိုဇူလိုင်လအတွင်းမှာတရားစွဲဆိုထားပါရီအဲ့နောက်တမရကတော်ရဲ့ရှေ့နေဖြစ်သူဘက်ကဒီဆွဆွဲချက်တွေဟာအလွန်စိတ်နှောက်ယှက်ဖြစ်စေတယ်လို့တမရကလည်းအယုံနှောက်စေတယ်ဆိုပြီးပြောသွားပါရီနောက်ပြင်ဘရစ်ဂျက်ဟာဆီယာမဖြစ်ရှိနေစဉ်အထက်တန်းကျောင်းမှာကလေးကကျောင်းသားဖြစ်သူအီမနျူရယ်မက်ခွန်ကိုတွေ့ဆုံပြီးနောက်ပိုင်းမှာချစ်ကြက်ခဲ့တာဖြစ်ပါရီ၂၀၀၀ခုအရောက်မှာတော့ အသက်54နှစ်ရှိပြီဖြစ်တဲ့ Bridget ကို အသက်29နှစ်အရွယ်မက်ခွန်းကလက်ထပ်ရယူခဲ့တာဖြစ်ပါတယ်။နောက်ဆုံးတိဆက်ပေးမှာကတော့2025ခုနှစ်အတွက်ကမ္ဘာအင်အားအပြင်းဆုံးမုန်တိုင်းကြီးဖြစ်လာခဲ့တဲ့ Hurricane Melissa ကဂျမေကာကျွန်းနိုင်ငံတွေကိုစတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဒါဟာကဘေးသွင်းအသက်အန္တရာယ်ဆိုရင်ရလောက်တဲ့အခြေအနေဖြစ်တယ်လို့လဲအမေရိကန်မိုးလေဝသဌာနအနေနဲ့သတိပေးထားပါရီ1952ခုနှစ်မှာမှတ်တမ်းပြုစုမှုစတင်ခဲ့ပြီးနောက်ဒါဟာဂျမေကာသမိုင်းတလျှောက်အပြင်းဆုံးမုန်တိုင်းကြီးဖြစ်လာခဲ့ပါရီအခုလိုမျိုးကုန်းတွင်းပိုင်းနဲ့မဝင်ရောက်ခင်အော်တိုဘလ28ရက်နေ့အတွင်းမုန်တိုင်းနဲ့ဆက်ဆက်တဲ့ဖြစ်စဉ်တွေကြောင့်ပြည်တွင်းမှာလူသုံးဦးသေဆုံးခဲ့ရပါတယ် အိနောင်မဲလီဆာကတနအီကို185မိုင်နှုန်းနဲ့တိုက်ခိုက်နေပြီး category 5အဆင့်ရှိတဲ့မုန်တိုင်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။အခုလိုမျိုးမုန်တိုင်းဖြတ်တန်းမှုကြောင့်အိနီချင်းဟေတီနဲ့ဒိုမီနီကန်သမရနိုင်ငံတွေမှာလည်းလူလေးဦးသေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ဒီမုန်တိုင်းကနေတဆင့်မိုးရေကြိမ်လက်မ40အထိရွာသွန်းနိုင်တယ်လို့အသက်အန္တရာယ်ရှိတဲ့ရေကြီးမြေပြိုမှုတွေလည်းဖြစ်ပွားနိုင်တယ်ဆိုပြီးသတိပေးထားပါတယ်။ ဂျမေကာဝန်ကြီးချုပ်အန်ဒရူးဟိုနက်စ်ကတော့တဘာဝဘေးဒဏ်သင့်ပြည်သူတွေကိုချက်ချင်းပေးလို့ရရွှေပြောင်းကြဖို့အတွက်အမိန့်ထုတ်ပြန်ထားပါတယ်။ဂျမေကာနိုင်ငံတော်အမှာကိုလွန်ရေးစကန်ပေါင်း880ကျော်ဖွင့်လှစ်ထားပြီးဖြစ်ပေမဲ့လည်း category 5မုန်တိုင်းတန်ကိုဘလို့အခြေခံအဆောက်အအုံမျိုးမဆိုခဏရင်ရှိမှမဟုတ်ဘူးဆိုပြီးဝန်ကြီးချုပ်ကတတိပေးထားပါတယ်။ ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်ကတော့ K ဆက်နိုင်ပါ